မနက်စံခွန်နီချီဝါဒီနေ့ကတော့ and two kanji master ရဲ့စံကျူယောကာမေကိုလေ့လာတော့မှာပဲဖြစ်ပါတယ်။အဲ့တော့ဒီခန်းမှာဆိုရင်တော့အောက်ကဖော်ပြထားတဲ့ခန်းကြီးလေး၃လုံးပါဝင်မှာပဲဖြစ်တယ်။အဲ့တော့အသေးစိတ်ကိုဆက်ပြီးတော့ကြည့်ကြအောင်နော်။အဲ့တော့95လုံးမြောက်ခန်းကြီးလေးရကြတော့ဗာခန်းကြီးလေးလည်းဒီခန်းကြီးလေးသူ့ရဲ့ခွန်ယုံမီနဲ့အွန်ယုံမီကိုအရင်ပြောမယ်။ခွန်ယုံမီအနေနဲ့ကအီနိုချီဆိုတဲ့အသက်မှာတုံးတယ်။ဗာလဲ အီနိုချီဆိုတဲ့အသက်ကိုပြောတဲ့နေရာမှာသုံးပြီးတော့နောက်တစ်ခုကကြတော့ဝွန်ယော်မီအနေနဲ့ကမိဒီမိလေးဘာမှသုံးလဲဆိုစိမ့်မိဆိုတဲ့ဘဝနော်စိမ့်မိဆိုတဲ့ဘဝမှာသုံးတယ်ဟုတ်ပြီအဲ့ဆိုရင်ဒီစိမ့်လေးကကြပါလဲဆိုအီကီဒူဆိုတဲ့အသက်ရှင်သည်ဆိုတဲ့ခန်းကြီးလေးပါလေအီကီဒူဆိုတဲ့အသက်ရှင်နေဆိုခန်းကြီးလေးဖြစ်ပြီးတော့နောက်အဒီမိလေးနဲ့ပေါင်းလိုက်တဲ့အချိန်မှာဘဝဆိုပြီးဖြစ်သွားတယ်အဲ့တော့ဟုတ်ပြီဆက်ကြည့်မယ်ဒီအောက်ကမိလေးကကြအွန်မိတ် ။ only ဆိုတာကကြတော့ကန်ကြမာကိုပြောတာပေါ့နော်။ကန်ကြမာကိုပြောတာအဲ့တော့ဟုတ်ပြီဒီ only ကကြောက်ပါလဲဆိုတော့ဟခိုးဘူးဆိုတဲ့တဲဆောင်နေဆိုတဲ့ခန်းကြီးလေးဖြစ်ပြီးတော့ main နဲ့ပေါင်းလိုက်တဲ့အချိန်မှာကန်ကြမာဖြစ်သွားတာနော်။အဲ့တော့ စိမ့်မရကြတော့ဘဝဖြစ်ပြီးတော့အုံးမေးကြကြတော့ကံကြမ္မာဖြစ်မယ်ဟုတ်ပြီအဲ့ဒါဆိုရင်ဒီခန်းကြီးလေးကိုဘယ်လိုမှတ်မလဲဆိုရင်နှစ်ပိုင်းပိုင်းပြီးမှတ်လို့ရတယ်ဒီရှိကခန်းကြီးလေးကဘာနဲ့တူလဲခုချီဆိုတဲ့ပါဇက်လေးနဲ့တူပြီးအနောက်ကခန်းကြီးလေးကအနီးဆက်ဆုံးအနေနဲ့ဘာနဲ့တူလဲဆိုတော့ main rain တို့ပါလို့လေဒီလိုမျိုးအမိန်ပေးတယ်ဆိုတော့ rain မှာတုံးတဲ့ဒီခန်းကြီးလေးအမိန်ခန်းကြီးလေးနဲ့တူတယ်အဲ့တော့ဒီဟာလေးကိုဖြတ်လိုက်ပြီးဆိုရင်ဘာလေးနဲ့ပါဇက်လေးထက်ထည့်လိုက်တယ်ဆိုရင်ဘာဖြစ်သွားမလဲဒီဟာလေးဖြစ်သွားမှာပေါ့เนาะ inochi ဆိုတဲ့အသက်ဖြစ်သွားမယ်ပေါ့အနီးဆက်ဆုံးတူတဲ့ခန်းကြီးလေးဖြစ်တယ်အဲ့တော့ဟုတ်ပြီ ြီးအဲ့ဆိုရင်ဘယ်လိုမှတ်ကြမလဲဆိုတော့ဗဇက်ကနေအမိန်ပေးတယ်ပေါ့နော်အဲ့တော့ဗဇက်ကနေအမိန်ပေးတယ်ကန်ကြမာတွေကိုဗဇက်ကနေအမိန်ပေးတိုင်းကန်ကြမာတွေကမပြောင်းလဲနိုင်အဲ့တော့ဗဇက်ကနေအမိန်ပေးတိုင်းကန်ကြမာဆိုတာပြောင်းလဲလို့မရအောင်ဗဇက်ကနေအမိန်ပေးတိုင်းကန်ကြမာဆိုတာပြောင်းလဲလို့မရအောင်ဆိုပြီးတော့မှတ်ထားလို့ရတယ်အဲ့တော့ဗာလဲအီနိုချီဆိုတဲ့အသက်ဖြစ်တဲ့မေးဆိုရင်စိမ်းမေးရှိတယ်အွန်မေးရှိတယ်စိမ်းမေးကဘဝဖြစ်ပြီးတော့အွန်မေးကတော့ကန်ကြမာဖြစ်တယ် ုတ်ပြီအဲ့ဆိုရင်ဒီ65လုံးမြောက်ခန်းကြီးလေးကပြီးသွားပြီနော်အဲ့တော့66လုံးမြောက်ခန်းကြီးကိုဆက်ပြီးတော့ကြည့်ကြမယ်အဲ့တော့66လုံးမြောက်ခန်းကြီးကじゃဒီခန်းကြီးလေးသူ့ရဲ့ခုံးယုံမိအနေနဲ့ကပါလဲဆိုခိုးတိုးနာရုမတူ क्वे ပြားတယ်ဆိုတဲ့ခန်းကြီးလေးဖြစ်တယ်အဲ့တော့အဲ့တော့ဟုတ်ပြီခုံးယုံမိကခိုးတိုးနာရုအုံးယုံမိကပါလဲဆိုတော့ဤဆိုတဲ့ခန်းကြီးလေးအဲ့ဤလေးကိုဘာမှသုံးလဲဤကြော ပုံမှန်မဟုတ်ဘူးမူးမမှန်ဘူးဆိုတော့ဟာမှာတုံးတယ်ပေါ့နော်ပုံမှန်မဟုတ်ဘူးမူးမမှန်ဘူးပေါ့နော် abnormal ပေါ့ပြောရမယ်ဆိုရင်အဲ့လိုမျိုးနေရာတွေမှာတုံးတယ်အဲ့တော့ဟုတ်ပြီသူ့ရဲ့ gap ခုဆိုရင်ဘာလေးလဲဘာဘာလေးဖြစ်မလဲသူ့ရဲ့ gap ခုကကြာဘာဖြစ်မလဲဆိုတော့ say jaw say jaw ဆိုတာက normal ပုံမှန်ဖြစ်တဲ့ဟာပြောတုံးတာပေါ့နော်အဲ့တော့ဗာလဲ say jaw ဆိုတဲ့ခန်းကြီးလေးဖြစ်သွားမယ်နော် say jaw ဆိုတဲ့ခန်းကြီးလေးဆိုရင်ဗာလဲ movement ပုံမှန်ပေါ့နော်သူ့ရဲ့ဟိုပါဆိုရင် ဖန်တိုင်းဆိုရင်အဲ့တော့ဟုတ်ပြီအဲ့ဒါဆိုရင် ဒီခန်းကြီးလေးရဲ့ဒီအီကျောရဲ့ဒီဟာလေးကကြာဗမာအမြဲတမ်းတွေ့ဖို့လဲစွနယ်ဆိုရဲပုံမှန်စွနယ်နီးတို့စွနယ်တို့ဆိုရဲခန်းကြီးလေးဖြစ်တယ်เนาะအဲ့တော့ပုံမှန်ဆိုရဲခန်းကြီးလေးဖြစ်တယ်အဲ့တော့ပုံမှန်ကိုမတူ क्वे ပြရတယ်ပုံမှန်နဲ့မတူပဲ क्वे ပြရတယ်ဆိုတော့ဘာဖြစ်သွားတာလဲပုံမှန်မဟုတ်တော့မူမမှန်တော့ဆိုပြီးဖြစ်သွားတယ်အဲ့တော့ဒီခန်းကြီးလေးရဲ့မှတ်ပုံမှန်နီးကိုကြည့်ကြအောင်เนาะဒီခန်းကြီးလေးอ่ะဆိုရင်နှစ်ပိုင်းပိုင်းပြီးတော့မှတ်လို့ရတယ်သူ့ရဲ့အပေါ်ပိုင်းလေးကကြာဘာဖြစ်တာလဲဆိုတော့လေကွင်းတဆိုရဲလေကွင်းလေးဖြစ်ပြီးအောက်ကခန်းကြီးလေးကကြာ တိုမိုနိဆိုတာအတူတကွဆိုတဲ့ခန်းစီလေးဖြစ်တယ်အဲ့တော့အလေကွင်းနေစီအတူတကွသွားပြီးတော့အီကျောရှိမရှိကိုပုံမှန်ဟုတ်နေတာပုံမူမမှန်တာရှိလားမရှိလားဆိုတာကိုသွားစစ်ဆေးကြတယ်အဲ့တော့လေကွင်းနေစီကိုအတူတကွ အမှုမမှန်နာတွေရှိမရှိကိုသွားကြည့်ကြတယ်။လေကွင်းနေစီကိုအတူတကွာမှုမမှန်နာတွေရှိမရှိဤကျောဆိုတဲ့မှုမမှန်နာတွေရှိမရှိသွားကြည့်တယ်လို့မှတ်လို့ရတယ်။အဲ့တော့66လုံးမြောက်ခန်းကြီးလေးကဘာလေးဖြစ်မလဲ။ခိုတိုနာရုဆိုတဲ့မတူကွဲပြားတဲ့ဤဆိုရင်ဘယ်နေရာမှာသုံးလဲ။ဤကျောဆိုပြီးတော့အာပေါ့နော်ဒီပုံမှန်မဟုတ်ဘူးမှုမမှန်ဘူးဆိုပြီးတော့သုံးလို့ရရပေါ့နော်။ဟုတ်ပြီအဲ့ဒါဆိုရင်66လုံးမြောက်ခန်းကြီးပြီးတော့68လုံးမြောက်ခန်းကြီးလေးကိုဆက်ကြည့်ကြမယ်။68လုံးမြောက်ခန်းကြီးလေးကဒီခန်းကြီးလေးအဲ့တော့ဒီခန်းကြီးလေးရဲ့ သူ့ရဲ့ဟိုအောင်အရင်ကြည့်မယ်ပေါ့နော်ခုံးယော်မီနဲ့အုံးယော်မီကိုအရင်ကြည့်မယ်ခုံးယော်မီအနေနဲ့ကဆက်ဆက်ဆိုရဲတန်ထွက်ပေါ့နော်အဲ့တော့ဆက်ရဘယ်နေရာမှာသုံးလဲဆိုစေနာကဆိုရဲကြောဘတ်ပေါ့ကြောဘတ်မှာသုံးတယ်စေနာကကြောဘတ်ဖြစ်ပြီးတော့နောက်တစ်ခွာကြဆိုမူခုဆိုရင်ရပါလေဆိုမူခုဆိုရင်ရစန့်ကျင်သည်ချိုးဖောက်သည်စန့်ကျင်နဲ့ချိုးဖောက်တာကိုဆိုမုခုလို့ပြောပြီးတော့ဆိုမုခဲဆိုမုခဲရုဆိုတာကဆိုမုခုရဲ့ဆိုမုခဲရု ခန်းကြီးလေးအဲ့တော့ဒါဆိုရင်ဆိုမှုဖြစ်သွားတယ်နော်ဆိုမှုခဲတုကကြတော့မျက်နှာလွှဲတယ်ရှောင်တယ်လို့အဓိပ္ပာယ်ရတယ်အဲ့တော့ဟုတ်ပြီဥယျာဉ်မီနေနေရ high ပမာသုံးလိုက် high key ဆိုတဲ့ background နောက်ခံမှာသုံးတယ် high key နော်အဲ့လို background color ဆိုရင်ကြတော့ high key hero ဆိုပြီးတော့သုံးတယ်အဲ့တော့ဟုတ်ပြီဒီ high key မှာဒီ key လည်းအမြဲမြင်မှုတယ်เนาะဗာလဲ cash key မှာသုံးတယ်ဟိုဟို sugar နေပါဒီမှာသုံးတဲ့ခန်းကြီးလေးเนาะအဲ့တော့ဒီ ali နဲ့ပေါင်းလိုက်တဲ့ချိန်မှာ high key ဆိုရင်အဲ cash key နဲ့ပေါင်းလိုက်တဲ့ချိန်မှာဘာဖြစ်သွားလဲ knock ခန်းဆိုပြီးဖြစ်သွားမယ်အဲ့တော့ဟုတ်ပြီဒီခန်းကြီးလေးကိုဘယ်လိုမှတ်ကြမလဲ အဲ့တော့နှစ်ပိုင်းပိုင်းပြီးမှတ်လို့ရတယ်။ဒါကြတော့ getsu ဆိုအဲ suki ဆိုတဲ့လဖြစ်ပြီးတော့ဒီနောက်ကဟာလေးကကြာ khita ဆိုတဲ့မြောက်အရက်ဖြစ်တယ်။အဲ့တော့လကမြောက်အရက်ကိုနောက်ခံထားပြီးတော့ထွက်လာတယ်။ ဘာလဲလသည်မြောက်အရက်ကို နောက်ခံထားပြီး high k နောက်ခံထားပြီးတော့ထွက်လာတယ်လို့မှတ်လို့ရအဲ့တော့68လုံးမြောက်ခံကြီးလေးကကြာဘာဖြစ်တာလဲစေနာကဆိုရဲကြောဘက်ရဲ့စိုးမှုခုဆိုရင်စန့်ကျင်သည်ချိုးပေါက်သည်စိုးမှုခဲတုဆိုသည်ဆိုရင်ဘာလဲမျက်နှာလွှဲတယ်မျက်နှာဆိုရင်လွှဲလိုက်တယ်ရှောင်းတယ်ဆိုတဲ့အဓိပ္ပာယ်ရတယ်ဝန်းရုံမိနေတဲ့က high high k မှာတုံးတယ် နောက်နောက်ခံ background ကိုပြောတာအဲ့တော့ဟုတ်ပြီ69လုံးမြောက်ခန်းကြီးလေးကလည်းပြီးသွားပြီပေါ့เนาะအဲ့ဆိုရင်ဒီနေ့အတွက်ကတော့ပြီးသွားပါပြီ皆さんありがとうございますまたねバイバイ